ဲအားလုံးမြင်လာပါကျွန်တော်ရဲ့တော့တိုက်ကချာနေတဲ့ဖန်ပြနေပြီကျူဆိုးပါတယ်ကျွန်တော်ရဲ့ channel ကိုနေ့ရက်တိုင်းအားရကြားနေအစီအမြဲစောင့်မျှော်ကြည့်ရှုပေးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်တင်နေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီနဲ့ကိုနာငယ်တို့ရဲ့ reaction တွေဖြစ်တဲ့အတူကနားထောင်ကြရအောင်နော်ဒီတော့အားလုံးကြောက်ပါလေခဏပါလေဘိုင်ရိုက်ကိုပြန်လာလေဘိုင်ကိုလည်းနောက်အားလုံးတော့ချင်ပါလေတော့ဘိုင်ရှိပါမှာတမပါကြဒါဒီနေ့အခုလက်ဒါလက်ဟိုလက်ကဘယ်လိုပါလက်ချိလာလက်ချိလာလက်ချိလာအဲ့တော့ဆုံးမမဆုံးမလို့မရဘူး ဘာလို့မဆုံးမလဲဒီကောင်ကခေါင်းထဲမှာဘာမှမရှိတော့ဘာမှမရှိတော့ရောခေါင်းထဲမှာဘာလဲချာပြီးတယ်ပေါ့လူကနာမတောင်းသားမကိုမကွက်မဲ့ဒါလေးကြီးတော့တိုးလိုက်တော့တော့တဲ့ဟိုဘာလဲသူကဘာအဲ့လိုအလူအလူခံစားတော့ရတယ်ဆိုလို့ရှိရင်လာပြီးလောက်ပါလားလို့ငါ့နေရာလေးအကုန်လွှဲပေးမယ်မင်းလာလောက်ပြငါအခုကင်ထားတဲ့စရင်စရာနီးစနစ်အတိုင်းလောက်ရမယ်နော်လာလောက်ပြီးတော့ဟာတမှာဒီလိုခိုးစားလို့ရတယ်လာပြတိလားတစ်ဖက်သားပေါ့ဗဇက်နဲ့ဆွတ်ဆွဲတာလူတိုင်းဆွတ်ဆွဲလို့ရတယ်တိလား လာတော့ငါနေရာလွှတ်ပေးမယ်မင်းတို့တော့ငါတပည့်ပြန်ခံပေးမယ်ကွာရှင်းနေတယ်အဲ့ဖြက်ကောင်းတာမရှိတော့ဘူးနော်သူများတော့ငါဘယံမတာပြောတာမဟုတ်တော့အတီပြောတာငါပြောကြပါဦးများမီလုံးလာတော့ပြတ်လားအခုငါတာဝန်ယူထားတဲ့လာတော့ပြတ်လာတော့ပြတ်ဟဲ့ဒီမှာဟဲ့နေရာတို့ခိုးစားလို့ရလာတော့ပြတ်မင်းတပည့်ပါခံပေးလိမ့်မယ်နော်ရှင်းတယ်နော်အဲ့အလူခံရပါဘေးမှာအကောက်ပင်လာတယ်ပေါ့အဲ့ဒီတော့မှစရင်ဖြစ်တာအတူမင်းမှာပြီးတော့ကျွန်တော်ကဘန်ကလေးပဲပါလေအဲ့ပတ်သက်လက်ခံတာအတူမင်းမှာတင်းရတာသူခင်မှာ ဟိုဘာလဲပြန်ပြီးတော့ဆက်ရက်ပြအဲ့ဒါသူတမီးငါတို့ကဆိုပြီးတော့ဆောက်ချုပ်နေတဲ့ကိစ္စဘယ်ဘယ်နေရမပါရဲ့ကိုမင်းကလေအဲ့လိုလူတစ်ပတ်သားအကြောင်းကိုမတိဘဲနဲ့အဲ့လိုပြောချင်တယ်ပြောတာပဲလားအဲ့မင်းအစ်စ်တန်းလားငါရေးရှင်ပြန်လောက်ကတော့မတန်းရတာကွာအကောင်းဆုံးကတော့တလောက်အောင်တန်းကြတဲ့လူတလောက်ဘယံမနာဆန်တဲ့လူတွေကိုငါတို့မပြောလဲခဲ့ပြောလဲခဲ့ဘယံမနာကြီးပါလားမင်းဥစားကြီးอ่ะဟဲ့စရင်ကစစ်စရာမလို့စရင်စစ်တာဘီသူစစ်တာဘာဖြစ်လို့လဲငါတို့ကလေ လာလူတဲ့လူကို မောင်ဖြူ90မောင်နီ100မောင်ဝ900တထောင်စတဲ့ဖြင့်နာမည်နဲ့လူနဲ့တွဲပြီးတော့နာမည်မှတ်ကြတယ်တလပြည့်ဝိုင်းဒီတလအတွင်းမှာကျွန်တော်ရှိမှာလာလူတဲ့လူဒီလူတွေလူထားပါတယ်ဆိုတဲ့နာမည်နဲ့တွဲပြီးချပြပြီးအဲ့ဒီရတဲ့ငွေအကုန်လုံးကိုဘယ်တက်ရင်းကိုပို့လိုက်ပါတယ်ဘယ်တိုင်းဘယ်ကြိမ်ပို့လိုက်ပါတယ်ဆိုတဲ့ပြန်ပို့တဲ့အဖွဲ့စရင်နာမည်နော်ဒီနေရာမှာတွားထားတဲ့ကဘယ်နည်းဘယ်ရက်ကဘာကုန်ကြပါတယ်ဆိုတဲ့ဟာ အကုန်လုံးရှင်းတမ်းချပြီးသားလှူတဲ့လူတွေသူတို့ကသူတို့ကိုယ့်နာမည်ကိုစစ်လို့ရတယ်အကယ်၍ငါတယောက်တယောက်နာမည်ကိုကိုကျိုးရှာပြီးသုံးလိုက်မယ်ဆိုရင်အဲ့ဒီလူရဲ့နာမည်တမထဲလို့မရတော့ဘူးလေဘယ်နေအောင်စရင်စစ်ပြီဘယ်နေအောင်ဟိုတုတ်တပီးတွေသူမရားတွေဘာတွေဘာတွေပြောရလဲဟမ်မင်းမေဖာရမကိုငါမရလာလို့ခိုင်းမို့ဟာလားယွန်းနေငါအဲ့လိုမျိုးကိုင်းကျိုးတွေမယူဘူးဘာလဲမင်းမရားတွေမင်းနှမတွေကိုလာလို့ခိုင်းမို့ဟာလားယွန်းနဲ့မင်းတို့လိုအဲ့လိုအောက်တန်းသားမျိုးတွေငါမတုံးဆောင်ဘူးစစ်တယ်မရှိလို့တိလားနော် ဲ့တော့ရှင်းတယ်မလားအစင်းမှလည်းလာလို့မနေနဲ့နောက်ဆိုမတိမပြောနဲ့အဲ့တော့မတိပဲပြောလို့80အခုငါရှိမှထဲနေလူကြီးအားလုံးကငါတို့ရှင်းတယ်မလို့အခုဆိုငါရှင်းတတ်တာ2လမထုတ်ကြသေးဘူး2လသာပေါင်းထုတ်ပါမယ်နော်ငကောတလားတခါထောက်ကုန်မယ်အခုဒီလမှာပြီးတော့နှစ်လစာပေါင်းထုတ်ပါမယ်ငါရှိမှလှူတဲ့လှူတိုင်းရံတိနေတယ်လေအခုတော့မှဖုန်းထဲမှာမြို့ကပြမယ်ပြီလားမင်းတို့နေဝင်နေဖြစ်နေမယ်ဒီမှာလာလှူတဲ့လှူစိန်ကိုကြီးလိုက်နော်ဒီမှာအထဲဘက်မှာကြီးလိုက်မြို့ကပြမယ်တရစ်တနေဗန်တောင်းလာတဲ့လူတွေ เนาะအဲ့တော့မင်းတို့ထင်တာကမင်းတို့မှာပဲလူတဲ့လူဝင်နေဖြစ်တာအောင်မင်းတို့နေနဲ့ဟမ်တမကြည့်လိုက်နော်ကိုစီရှင်ရင်းနဲ့စင်းအတွက်လူကျင်လို့တမဒါနောက်ဆုံးမှပို့ထားတာတမ PSC အဖွဲ့ဝင်ရှင်လို့နော်တမတမတမ USA ကတမကြီးလူမဲ့ဟာတွေအများကြီးအောက်မှာရှင်းလားနော် ဒီနေ့တော့ကြောက်ပြောနေတယ်အမောပေါက်ခရပြောနေတယ်ကွာနော်ဒီဟောဒီတော့အေးပေါက်ခရပြောတယ်ဆိုရင်ဘယ်နေရာမှာပေါက်ခရပြောနေပြာလို့ငါပြောတာအခါတရာမကတော့ဘူးကွာမင်းနောက်ဆိုမင်းကတခါပြောမယ်နော်ကိုစီကိုပေါက်ခရပြောတယ်လို့ပြောတယ်ဆိုရင်အတက်တွေပါဗျဘယ်နေရာမှာကိုစီပေါက်ခရပြောထားတယ်မဟုတ်တာကိုအဟုတ်လို့ပြောထားတက်တွေပါဗျတက်တွေမပြနိုင်မင်းနဲ့မင်းအဲ့လိုပြောရင်မင်းကကိုမင်းကိုလုံးဖြစ်လိမ့်မယ်ဘွားသတိုင်းမင်းပြောကြိုက်တယ်လို့ပြောနော်ငါမင်းကိုပြောရင်အဲ့လို blue fine နဲ့ rich လောက်တာဒီကောင်ပြောတဲ့စကားဒီနေရာမှာဘလို့ ဲ့လိုဒဲပြောတာမင်းတို့မှအဲ့လိုပြန်ထောက်နိုင်တဲ့အစွမ်းရှိထောက်အဲ့လိုထောက်နိုင်တဲ့စောက်အစွမ်းစားစောက်စိတ်မရှိတဲ့သူရဲ့ငစီရပောက်ကြက်ပြောတာငစီရပောက်ကြက်ပြောတာဘာဟောပောက်ကြက်ပြောတာဘယ်နေရာပောက်ကြက်ပြောငါပြန်ဟမ်မပြောနိုင်ဘူးလားဒီအဲ့လားပဲအဲ့လားတွေကမင်းတို့စောက်စိတ်ကိုမင်းတို့တီးနော်အော်မင်းကမှညာဒီနားလည်းမရှိဘူးညာလည်းမရှိအတိနားလည်းမရှိမြန်မာနိုင်ငံထဲမှာရှိတယ်ဒီဒုက္ခဘယ်လိုပေးတယ်လဲဆိုတာမြန်မာနိုင်ငံထဲမှာရှိတယ်ဒီနိုင်ငံထဲမှာရှိတယ်ဒီကိုမမနိုင်ဘူး ဒီကောင်းရဲ့ဟိုဟိုဒုတ်စိတ်တွေနဲ့ကောင်းမျိုးလည်းကြည့်ပါရင်နော်ကျွန်တော်ပြောပြလိုက်နော်အရှင်းဗီဒီယိုဖိုင်မှာသူကျွန်တော်အားပေးတဲ့ပေးတက်ကိုစော်ကားတယ်အခုလည်းကြည့်ပေးတက်ပါဆိုလိုက်စော်ကားတယ်မကြည့်ကျော်ရှာခဲ့တဲ့ကောင်လေးကြည့်။ဇဝဲတို့ရှာအောင်ဇဝဲတို့တော့ဒုတိယကျော်ရှာခဲ့တဲ့ကောင်ကိုကြည့်တာ။နော်ပိုင်းကဒါဒါအားလုံးမျက်နှာမူလားအများကြီး။သူတို့ကြည့်သူတို့ကြလူကတော့ဟုတ်တယ်တစ်ဖက်သားပေါ့စိတ်ပုတ်စိတ်ယုတ်ရှိတဲ့လူကလေရုပ်ကိုယ်တွေကပေါ်နေတယ်ဒီကောင်စောက်ပေါက်ကိုကြည့်ရင်ဖြစ်နေရုပ်ကိုကြည့်။ तू မရှောင်းလား तू ပြီတော့ပဲ तू ပြန်မကြည့်ဘူးလားမသိဘူး။ဟမ် ုတ်လားနောက်တော့ဒီတော့ပြောဖို့ပြောနေတာဒီကအားဒါကြီးလိုက်ကတို့ကြီးလိုက်နော်ကဲကိုမကသူတွေကလက်ရှိအတုရောက်ဒီကောက်ွဲရဲ့ဝါနာဖြတ်သားမှာပါဝင်နေတဲ့ကောင်ကိုဟောဒါကတော့ကျွန်တော် YouTube မှာတင်ထားဖြစ်တဲ့အတွက် video file ရှင်1 2 video file နဲ့18မိနစ်နဲ့ဒါကြောင့်မလို့ video file တားရှင်အောင်ကျွန်တော်ကြော်လိုက်မယ်နော်ကျွန်တော်ပြောထားတာကတော့ကျွန်တော် YouTube ကောက်ထဲမှာရှိတယ်ပြောတာမှာတာအဲ့ဒါ channel တွေမှာတော့ဝါရပြတ်စကားနဲ့အဲ့ဒါဒီလားနင်းတော့အားလာပါနဲ့နင်းနေပြီးတော့ယူလို့ပြောတာမှာတာနင်းကတော့တားပြီးတော့ဒီဖြစ်တဲ့နောက်ပဲအဲ့ဒါထပ်ထားလိုက်အောင်ဆိုတော့ဒါတော့ပဲအဲ့ဒါထပ်တဲ့ဒီအဲ့တော့ပဲနားလိုက်နော်ကျန်တော့မေးဖို့ကြီး ိုပါရေးပုံတော်နော်တဲ့ဒီလေဘာကိုလဲကိုမေကိုလို့မင်းအသက်ဘယ်လောက်ရှိသေးလို့လဲမင်းစောက်ဘက်ကငါထက်ငယ်တယ်အသက်ဒါမင်းရုပ်ကငါလက်ထက်တော့မရုပ်မရှိဘူးပြီလားမဲသူကပဲအကိုအကိုတဲ့ခွေးမျိုးဟမ်ခွေးမျိုးမင်းမေခွေးမမင်းပြန်ချာယူတော့မင်းပေါက်ခွာလာလေပြန်ပြီးတော့ကိုမေကိုလို့ပြီးမထွက်လာလေဟမ်မအေးလို့ပြောင်းနေပေါ်လို့လည်းပြန်လာကြည့်တယ်ပြီလားမင်းတို့ကလာပါတယ်မင်းတို့ဒီဘက်ကျတော့မင်းတို့ကတားမင်းကတော့တားနေတော့မွေးလာတယ်အဲ့လိုအပုတို့ပေါ့မွေးလာတာငါမင်းတို့ကအားလုံးဒီတော့လည်းမင်းတို့ကအားနာပါတယ် ဟိကဲမင်းနဲ့ငါနဲ့ကွာလောကအတွက်တိုင်းပြည်အတွက်ဘယ်သူကအကုတ်လို့လဲဟမ်ငါတို့နိုင်ငံအတွက်ငါတို့ပြည်သူအများစုအတွက်ဘယ်သူကအကုတ်လို့လဲအကုတ်တို့မွေးခဲ့တဲ့မိမဖာတယ်ဖြစ်စီဘဝဆက်တိုင်းဖာတယ်ဖြစ်စီဘလို့လဲမင်းမေမင်းကျင်ရလားစစ်တကဘုရုပ်ပြရမလို့ပြောတဲ့ခိုးကြောင့်လားခွေးနဲ့ဘယ်သူကပြတ်နိုင် ်ကိုတက်ကဘုဒ္ဓရောက်လာအသက်ဆက်ရှင်နေတာလေကွာအတက်တော်လည်းဝေကွာတက်တော်ကမှာကိုကံတရားဒီပေါက်တော့အကုန်လုံးစတင်ဟန်အသက်ဆက်ရှင်နေတာအချိန်တိုင်းအောင်ပြီးတော့မှာကိုကအများကြီးဖြစ်ရတယ်ဒါပေမဲ့ဘုဒ္ဓရောက်လာလို့ဆိုမင်းရတယ်ဒီကနေ့ဖြစ်တယ်ဘုဒ္ဓပြောမှမရှိဘူးဟိုဘုဂျုံတယောက်ပဲအဲ့လိုမျိုးစွန့်လွတ်စွန့်စားပြီးပညာတွေတင်ရတာဆရာဝန်တွေကမတင်ရဘူးလားအင်ဂျင်နီယာတွေကမတင်ရဘူးလားဟမ်ကျောင်းဆရာဆရာမတွေကမတင်ရဘူးလားတိုင်းပြည်မှာမင်းတို့စစ်တပ်စစ်ဘုံချုပ်တွေပဲကောင်းတာဟမ်အခုတိုင်းပြည်ကိုပြန်ပြီးတော့ဘုံကျဲနေတယ် နိုင်ငံပိုင်လေရင်နဲ့ဒီနိုင်ငံသားတွေကိုပြန်ကျဲနေတာနိုင်ငံပိုင်လက်နက်တွေနဲ့ဒီနိုင်ငံသားတွေကိုပြန်ပစ်နေတာတဲတဲ့ချင်း level ချင်းတနတ်တနတ်ချင်းပြစ်မဲ့ကြောင့်တကောင်မှမပြစ်ရဘူးဟမ်ငချောက်တွေအကုန်လုံးအဲ့ဒါအဲ့ဒါတွေကိုမင်းတို့အားပေးနေတာမင်းတို့မရှက်ဘူးလားဟမ်မင်းတို့ဇပွဲတို့ကြီးတဲ့ကောင်မင်းကြီးတို့မွေးနေဇပွဲတို့ဇပွဲတို့ခဏပဲဇပွဲတို့ငါလည်းဇပွဲမထိုးပါဘူးဒါပေမဲ့ထားဇပွဲနဲ့ထိုးတဲ့ရင်ထိုးရမှာပဲဇပွဲတို့ကနှိတ်ကြတဲ့အရာလားမင်းတို့အတိတ်တရားထဲမှာဇပွဲတို့ကနှိတ်ကြတယ်ပေါ့အဲ့လိုလားဟမ် မင်းတို့တွေအတွေးခေါ် level တွေကကြောက်စရာကြီးနော်ဒါမတိတဲ့ကလေးတွေသပွဲလို့လုပ်နေတဲ့ကလေးတွေတွေ့ရမယ်ဆိုရင်ဟောငါတို့သပွဲလို့လုပ်နေတာဒါတိမ်ငယ်စရာပါလားလို့တလွဲတွေ့ရမယ်ဟမ်လောကမှာတူစရိုက်နဲ့ဒူစရိုက်ရှိတယ်ဒူစရိုက်အလုပ်ကိုလုံးမတားလေတိမ်ငယ်စရာရှက်စရာဖြစ်တာတူစရိုက်တမာအာဇီဝကြတဲ့အလုပ်သပွဲနဲ့ထိုးထိုးပုံမဲတန်းတန်းဘာပဲကြိုက်တာလို့တမာအာဇီဝကြိုက်တဲ့တော့ဒါကုန်စရာပဲဟမ် မင်းတို့တွေအတွေးခေါ်တွေအဲ့ဒီအောက်ခြေတွေကပြက်စီးနေတာမင်းတို့မွေးကြတဲ့မင်းမေကဖင်တန်ရပြီးတော့ဟမ်ဖီးခက်ဖီးတက်ပြီးတော့လာမင်းဇီးကတော့ရဲမင်းမောမွေးလာတဲ့သားသမီးမတမ်းမှသားမခင်ဆုံးမသွန်နေမှုမရှိဘူးထင်တယ်ဒါကြောင့်မလို့မင်းတို့ဒီဘဝရောက်နေတယ် တော့ဒီမြတ်တယ်ပဲဒီတော့အငယ်သားတွေပြောတာကတော်တော်ဆုံးလို့ဖြစ်တယ်เนาะအပန်းတွေလုပ်တယ်ပဲအပန်းတွေလုပ်တယ်ပဲဒါလို့ဖြစ်တယ်အဝတ်လုပ်တယ်ပဲဒီလိုဖြစ်တယ်ဒီအောင်လုပ်တယ်ဒီလိုဖြစ်တယ်လို့မင်းတို့ပြောတယ်ဒါနိုင်ငံကောင်လည်းနိုင်ငံကူဒီမှာနိုင်ငံကူနိုင်ငံကောင်ကလည်းအစိုးရတိုင်းမှာနိုင်ငံကူဖြစ်တယ်မင်းတို့ဘာလို့နိုင်ငံဆိုတာဘာလဲနိုင်ငံကောင်ကလည်းအစိုးရတိုင်းမှာနိုင်ငံဥပဒေရှိနိုင်ငံဆိုတာဘာကိုပြောတာလဲမင်းသိလားဟမ်ဟဲ့ခွေတာမင်းသိလားလို့နိုင်ငံဆိုတာမှတ်ထားမသိမကြီးမင်းမေဖာရမမင်းကိုမသိငါသိမင်းမေနိုင်ငံဆိုတာပြည်သူအများစုကိုခေါ်တာပြည်သူဒါလင်းနိုင်ငံတော့ မှတ်ထားမေးမင်းပဲ့လင်စစ်ခွေးခေါင်းဆောင်တွေအဲ့ဒါနိုင်ငံတော်မဟုတ်ဘူးရှင်းလားခေါင်းထဲမှာစစ်ခွေးတုပ်ကိုပြည့်နေပြီးတော့နည်းနည်းဖြစ်ဒီခွေးပေါ်မှာတော်တော်ဆုပ်နေတယ်အိုးဆိုအိုးဆိုဘယ်သူတွေမှအိုးဆိုဘယ်နိုင်ငံမှမဆိုဒီကကကိုယ်နိုင်ငံရေလုံးနေနေကာကွယ်ရေးဆိုတာအရင်နဲ့ကြည့်တယ်နော်နိုင်ငံတော်ကိုဖြတ်ကြည့်လို့အကြောင်းအရာမျိုးပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်ဒါကြိုတင်ဦးဆုံးနေနေရမယ်ကြိုတင်ဦးဆုံးဒါမြစ်ကိုရမယ်ဒါမျိုးတွေကဒါနိုင်ငံရဲ့အကြီးအကဲတွေက မကြည့်မကြည့်လောက်ဆောင်နေတာဟိုအခုနှစ်ပေါင်း60လောက်မင်းတို့ပြစ်လာတာကလည်းတတိုင်းပြည်တော့ကွာဟိုအောက်မှာဘိတ်ကစားပြီးတော့ဟိုအချင်းပူတာကိုအထိအကုန်လုံးကမင်းတို့စစ်တပ်နဲ့အကုန်ဖြစ်နေတာအဲ့ဒါအကုန်လုံးကဟိုနိုင်ငံဖြစ်သီးတဲ့လူတွေပဲမင်းတို့စစ်တပ်ပဲအကောင်လားအခုဆိုကြည့်ဟိုရေဘဝိတ်ဘိတ်ဒဝဲကော့သောင်းအဲ့ရစပြီးတော့ရှိတဲ့တမန်လူနဲ့မင်းတို့စစ်တပ်ရန်ဖြစ်နေတာဟမ်ကရင်နဲ့လည်းဖြစ်တယ်မွန်နဲ့လည်းဖြစ်တယ်အညာသားနဲ့လည်းဖြစ်တယ်ရခိုင်နဲ့လည်းဖြစ်တယ်တတိုင်းပြည်လုံးလည်းဖြစ်နေတာအဲ့ဒီတတိုင်းပြည်လုံးကဘာဟို ရန်သူတွေတိုင်းပြည်ဖြစ်စည်းပဲလူတွေမင်းတို့စစ်တပ်ပဲတိုင်းပြည်တွေကောင်းတာလားဖေတော်လက်တွေ့ကြကြအဓိပ္ပာယ်ရှိတဲ့ဇာကားကိုပြောသိလားစောင်းထရားဟာရှောက်နိုင်ပြောမနေနဲ့အမေမချက်လေအားလုံးမင်းတို့ဥပဒေကြောင့်ဒီမပြီးတော့ဘာမှအာတော်လို့လည်းရတော့တယ်ဒီလိုမဲခိုးတယ်မဲခိုးတယ်လို့ပြောလို့ရှိလို့ရှိရင်ဒီအမေတက်ပြေးလိုက်လို့ဘာဖြစ်တော့လဲပြင်းနေတာကအာမရဘူးဆိုတော့ကဲဟုတ်ပြီမရအောင်ဆိုတော့ဘာဖြစ်လဲဆိုတော့အဲအားလာခဲရဲ့ခဲတိတဲ့ရဲ့ခဲကြီးလိုက်ရည်လေဘာဖြစ်မလဲဆိုတော့ဖိတ်ပါတော့ဟုတ်လားစစ်သားတွေကိုအဲ့လိုမျိုးမင်းပါလဲညာပါလဲဘာလို့လို့မရအောင်ဟုတ်တယ်မင်းတို့စစ်သားတွေကတနက်နဲ့အားကိုးလာလေ ဟမ် level မင်းမာလည်းမာလည်းထိုးရမှာမဟုတ်လားဟမ်ရှင်းရှင်းလေးပဲ NND အစိုးရဟာမင်းတို့စစ်တပ်ကမဲခိုးပါတယ်ဖြင်းရှင်းပေးပါတာကိုဖြင်းရှင်းပေးလိုက်ရင်အဲ့ဒါဥပဒေထောက်ဖြစ်တာမှတ်ထားရွေးကောက်ပွဲဥပဒေမှာပါပြီးသားဘယ်တက်ဆိုင်ရမဲဆန္ဒနဲ့ဘယ်မဲယုံကဘာမဲမဲတပေါင်းဖြစ်တယ်အချက်လက်နဲ့တတ်မှတ်ထားတဲ့ရဲ့အတွင်းမှာရွေးကောက်ပွဲကော်မရှင်ကိုတတ်မှတ်ထားတဲ့ငွေကြေးနှုံးတာထည့်ဝင်ပြီးတော့တိုင်ဝိရှိတယ်မင်းတို့ဘက်ကဘယ်လိုဥပဒေကြောင်းရတိုင်တယ် ဥပဒေကြောင့်ရတိုင်ဝင်ရှိတာဥပဒေကြောင့်ရမတိုင်မဲနဲ့လမ်းမေးရတယ်အဲကိုယ့်ကိုအချောင်းကိုလက်မခံနဲ့မဲခိုးပါတယ်ဖြည့်ရှင်းပြီးတော့ဖြည့်ရှင်းပြီးမှအော်လာအောင်အဲ့ဒီအစိုးရဖြည့်ရှင်းပြီးမှဆိုရင်အဲ့ဒီအစိုးရဥပဒေကိုဖောက်ပြတ်တာလားမှတ်ထားရှင်းလားသားတို့ရဲ့ပုံစံဒီမှာ အတိုင်းကြီးဝတ်တက်ပြီးကားပွေးနေတော့ကွာတိရအဲ့လိုဒီထောင်ထဲထွက်လာတဲ့ကောင်ကြီးတော့တဲ့တကားတော့ကောင်ထဲမှာကြောက်မှာမဟုတ်ဘူးကောင်ထဲဝင်အဲ့တော့မဲခုံးလာဘူးအန္တရာယ်ပြတော့ပဲပြတ်တော့ပြီဆိုတော့မတော့ဘူးမတော့ပြတော့တော့ကအာနာထိမ့်မယ်အာနာထိမ့်တော့အပိုးတစ်ပွက်လုံးနိုင်ငံတော်ကိုရောက်တယ်အခုဒီကောက်ပဲပြန်လုပ်ပေးဖို့အာကူတာနိုင်ငံတော်ကနိုင်ငံတော်ဆင်းရဲလို့လို့ကြာလာဒီရတယ်မဟုတ်ရွေးကောက်ပဲပြန်လုပ်ပေးလို့မဲခုတ်ဆိုနိုင်ငံကလေးလာစောက်ကြည့်အဖွဲ့တွေရပါတယ်မင်းအမေလေးတရုတ်တော်မှာဒေါန်ဆန်းစုကြည်ကိုကွန်ဂရက်ဂျူရှင်းလုပ်ခဲ့ဘူးပါဘီဟမ်အဲ့နိုင်ငံကကဒီရွေးကောက်ပွဲ တရားမြတ်တာပါလေပွင့်လင်းမြင်တာပါလေအတိမတ်ပြုတ်ပါလေလို့ပြောထားတဲ့2020ရွေးကောက်ပွဲကြီးရှိရတဲ့အဲကိုမနိုင်တာနဲ့ပဲအဲ့ဒါဆိုအဲ့လိုလုပ်ကြည့်ဆိုကဲငါတို့ရဲ့ရွေးကောက်ပွဲဝင်ကြိုင်မယ်ငါတို့ရှုံးတာနဲ့ဖေးရွေးကောက်ပွဲမဲဖို့တဲ့ဖြည့်ရှင်းပေးပါမဖြည့်ရှင်းအာနာသိမ့်ပါဆိုအဲ့လိုလုပ်ရတယ်ရလားရလားအရှုံးလက်ခံလေဟမ်အဲဒါဒီနာပြီးစကားလိုက်တော့တော်တော်ပြင်ပညာပြီးစကားအေးဟုတ်တယ်မင်းမင်းနဲ့ငါနဲ့နောက်မင်းကိုလိန်ပညာပြီးစကားရိုက်ကြပါနော် တိလာပိုင်ရုပ်ကိုအမေနဲ့ကိုစီနေလေလိန်ပညာပိစက်ကမိညမလေးပါထည့်လိုက်စစ်အဲ့ကောမင်းတို့လည်းဒီဘက်ကနေဖေးပါအဘွေးလေးကြီးပါအားကြီးပါလို့ပြောလို့ခေါင်းလေးကတော့ညညမအောင်လို့ညညတော့မပေါင်းလို့နေအဲ့ဒီကောမင်းကသူ့ကိုယ်နဲ့တက်နေသေးပြီးတော့အမလေးပုတ်တာတက်လာပါလို့ဒီလိုဒီမှာတော့ပြောက်နေတာမင်းတို့မတော့ကြဘူးပုတ်တာတက်လာပါလို့တော့တောင်းတမ်းညညလို့ပြီးကြည့်လိုက်တော့ဟုတ်လားတကယ်လို့အဲ့ဒါတူလားလို့အတူလားဟမ်အတိတ်ပဲရှင်တူလားကျမ်းမာရေးအတွက်အပညာပေးတဲ့ဟာနဲ့အခုဒီဝါရဖြန့်နဲ့အတူရောက်ရွေးကောက်ပွဲဝါရဖြန့်နဲ့တူလားဟမ်ရွေးကောက်ပွဲမတိုင်ခင်တောင်မှ အသေးလေးပေးမိကိုမန်းလေးရေးမိတဲ့ဒူတော်မှလိုက်ဖမ်းနေတဲ့မင်းတို့ကောင်တွေကဟမ်မရှိဘူးလားမင်းတို့တွေအဲ့လိုပဲလက်ကင်းရတာလေအဲ့တော့ကတော့မင်းတို့ခိုင်းမှနေတဲ့ဒူဒီကလည်းခိုင်းနေဆုံးရတဲ့အင်းကြီးကြီးကြောင့်လိုက်တာပါလေစေကမန်းလေးအခုလည်းစေတံဝဲအစိုးရအချင်းချင်းကြောင်းလည်းညမနေညမနေထုံးတော့ညမနေအစိုးရအချင်းချင်းကြောင်းလည်းညမဟုတ်တယ်စင်ကာပူမှာရောထိုင်းမှာရောအဲ့ထိုင်းဆိုရရွာတွေလိုက်ပြီးမီးမချို့ဘုံမကျဲဘူးလင်းနဲ့မပစ်ဘူးเนาะ ညဘက်ဖမ်းသွားမနဲ့အလောင်းလာမပို့ဘူးတွေ့တဲ့လူဖမ်းထောင်ထဲမထည့်ဘူးအသေးလေးပေးကွန်မန်းလေးပေးတဲ့လူတော့အသေးအတန်လိုက်မဖမ်းဘူးပန်းလေးပန်တဲ့လူတော့မထောင်မချဘူးသူများနိုင်ငံအစိုးရတွေလူလိုအုပ်ချုပ်တယ်သိလားမင်းအမေကိုချနေတဲ့စစ်ခွေးတွေလိုခွေးလိုခွေးကျင်ခွေးကျင်မကြံဘူးသိလားမနိုင်ရှင်နဲ့သူများနိုင်ငံအစိုးရနဲ့အော်မလုံးတဲ့လူဒါမလုံးတော့ဒါပါတော့မဖြစ်ဘူးမင်းတော့ကြောက်အောင်မင်းပြောင်းနေတော့ဒီမဲ့ကြီးကထောင်ထွက်လိုက်ထောင်ထွက်မှာဖြစ်လိုက်ဒီကမင်းကိစ္စနေတယ် ်ကိုမကြီးထားပြတယ်တမ်းမော်ကဒါချိန်ရအောင်အဲသူတို့ထုတ်ပြလိုက်ပါအတက်ကြီးအွန်လိုင်းတက်တယ်ဆိုတော့တမ်းမော်ကြီးတက်ရှိတဲ့အချိန်မှာအေးနေတဲ့အချိန်တော့ပါလေဆိုတော့တမ်းမော်မဖုံတော့မရှိတော့မခုတက်ပြီးလေကိုမကြီးကနေပြတော့ဘူးပြီးလိုက်ပါအော်ဂျေစုအာဂျေစုတင်ပေးရမှာပေါ့အော်အေး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 တက်ခုပြလိုက်ပြီးလေကောင်းပါပြီအခုပြန်ပြီးတော့အဲခတ်တယ်အာနော်တော်လေးတော်လေးတော့တော်လေးတော်ရောနော်တော်လေးတော့လည်းငါတော့တော်ရအောင်ပြန်အောင်ရည်ဒီဘောကဒီနိုင်ငံရေးတော့လည်းပြောတာငါမချဘူး ဘာအကြောင်းမှမရှိဘာအကြောင်းမှမကြောက်ဘူးမကြောက်နေနဲ့ဒါအမေလည်းဒါပဲဒီနောက်ပိုင်းကျတော့ဒါကဘာလို့လဲတော့ဒီတို့ဒီအကြမ်းဖက်တွေကဟိုတက်ဒီတက်တိုင်းကြီးချက်ပြီးတော့အမေမျိုးတို့အမေမျိုးကတော့ဘာလို့လဲဟိုဘိုင်းကောလုံးခဏခဝါလုံးခဏကျတော့ဒီတို့ကဒုဝက်မပြလို့ရှိရင်ဒီတို့ကအဲ့မှာတောင်းချက်တက်တက်တက်ပြီးတော့အဲ့ကြောင့်ငါထွက်ပြောပြတာအဲ့တော့ဒီတို့ကဒီမှာနိုင်ငံထဲမှာနေနေတဲ့အမေမျိုးညာသမားတွေကဒီတို့ကဆိုးရက်ပြတ်လည်းလုပ်ပြရတယ်အခုတက်ပြတ်ဆိုးရက်ပြတ်လုပ်ကြတယ်နိုင်ငံထဲဒုဝက်လာလို့ကျန်လာခုဒီဘက်ကတက်ဒီဘက်ကရလုပ်ပြရမယ်ဒါကြမ်းမကြီးရကျလာဆိုတာဒါမျိုးတွေကအဖြစ်ပြတာကအတက်ပြတာကဒီမျိုးညာသမားတွေကလုပ်ဖို့ပြရတယ်အဲ့ဒါဆိုငါမင်းတို့ကအဲ့ဒီမင်းတို့ပြောတဲ့အစိုးရအခုမင်းအောင်နိုင်ငံလာမယ်ပန်ရက်ကိုရေးတစ်ချက်လုပ်ပေးပါဆိုမင်းလက်ခံမလား ဘလုတ်ပြရမှာမင်းမိန်နဲ့အော်ကားရိုက်ခိုင်းမှာအဲ့ဆိုမင်းလက်ခံမလားငါမင်းပဲလေမဟုတ်လှုပ်ခိုင်းတာနဲ့လှုပ်ပြရမယ်ဆိုရင်အကဲအခုမင်းမိန်နဲ့လာပြီးတော့လိန်ပညာပေးအတွက်ပိုင်ရဲကိုရေခမားမင်းသားမှုလို့ခမားမိန်နဲ့အော်ကားရိုက်ပြပါဆိုမင်းရိုက်မလားငါမတိလို့မေးတာရိုက်မလားရှင်းရှင်းလေးလှုပ်ခိုင်းတိုင်းလှုပ်เสียအကြောင်းမရှိဘူးနော်နောက်ဆုံးလှုပ်ခိုင်းလို့လှုပ်ရတယ်ဆိုရင်တော့မှငါတို့ကိုဒီလိုခိုင်းတဲ့အတွက်ငါတို့လှုပ်ရပါတယ်ရှင်းရှင်းလေးပဲဟမ် အဲ့မပြတ်ဘူးငါလုပ်ပြရမလားဆိုတော့ပေါင်းရမလားတင်းရမလားဆိုပြီးပြောပြောပြောဝိုင်းကောလုပ်ခိုင်းလိုက်တတ်မယ်ဆိုတဲ့ပုံနဲ့ဆိုတော့မင်းတို့ကကျစ်တာအဲ့တော့မင်းတို့အကြမ်းတ်တွေကိုအားပေးရတယ်ဆိုတော့ဘယ်လိုမျိုးမှမတော့တိုင်းရတဲ့ရှိမှာပေါ့လူလဲတယ်လို့ဆိုရင်ဘယ်လိုကတိရဲ့ခိုင်းလို့ရတယ်လဲနော်တိုင်းရတောင်းလို့မခါဘူးနှစ်ရက်အာနာနှစ်ရက်နဲ့ခန်းဆောင်မင်းတို့အစိုးရကအာနာတရားပဲရှိတယ်နော် မင်းတို့သနာပြကြလေမင်းမသာမှာမူရလို့ကြလေမုန်းတာလို့ကြလေခဲမင်းတို့ကိုပြည်သူတွေကအဲဒါသနာပြတာလေသနာပြကြတဲ့ဒီမှာပြီးသွားနိုင်မှာမင်းတို့ဟုတ်လောကကြီးကနော်တော်တော်ကြောက်ဖို့ကောင်းမှာလားအမှန်တရားကြီးကိုဖုံးပွယ်ပြီးတော့မဟုတ်တာတွေဒီလိုမျိုးအာပေါင်းအာရင်တဏ္ဍပြောရဲတဲ့ဆိုတဲ့လူတွေလောကကြီးမှာရှိတာနော်ဖျားဆိုးပါပါသေးပြကျွန်တော်တကယ်အံ့ဩတယ်အကောင်းကြတာဒီကောင်တို့စကားမျိုးတွေကိုပြောနေတာတကယ်ပဲသူကျွန်တော်သူ့ရဲ့ခေါင်းထဲအတွေ့အဲကိုကျွန်တော်မြင်ခြင်းတယ် တကယ်မတိလို့ဒါအယုံကြည်ချက် ပြည့်နေသူပြောနေတာဒါမှမဟုတ်တိရဲ့သားနဲ့ပဲတမင်သက်တဲ့ရုံမှပြီးပြောနေတာလားအောက်ကကြည်ွားတဲ့ပြိတ္တနေတယ်ခင်ဗျားတို့ဘလို့ထင်လဲသူ့ဘလို့ထင်လဲတော့သူပြောနေတာအာလုံးတိတယ်ဒါမဟုတ်ကဟုတ်ကပြောနေဆိုတာမှားတာတွေပြောနေဆိုတာမဟုတ်တာတွေပြောနေဆိုတာအာလုံးတိတယ်နော်ဒါပေမဲ့သူကတော့တိရဲ့သားနဲ့ပြောနေတာလားဒါမှမဟုတ်မတိလို့ပြောမိတာလားမတိလို့ပြောမိမယ်ဆိုရင်တော့ကျွန်တော်သူ့ကိုပြောဆိုခဲ့တဲ့ဟာတွေကျွန်တော်တောင်းမှာပါဘာလို့ဆိုတော့တော်တော်တန်ခိုးကောင်းတဲ့လူပြောဖြစ်သွားပြီ မမီဘူးလေမပြည့်လို့လေဒါမှမဟုတ်ကျွန်တော်ကတော့လူတယောက်အနေနဲ့မတည်ဘူးလို့တော့မထင်ဘူးပြည့်ရတဲ့အတိုင်းပြောတယ်လို့ပဲထင်တယ်နော်ဒါကြောင့်မလို့ကျွန်တော်ပြန်ဆဲတာအစူအဆောက်ကြီးနေတာကျွန်တော်အာနာအဲ့ဒီကတည်းကတမန်တော်အဲ့လိုမဟုတ်တော့ဘူးတိုင်းပြည်စုခုနေပြီးတိုင်းပြည်ပြည်ပြောင်းရင်တမန်တော်ကပြန်ပြီးတိုက်ယူပါမှာအဲ့ဒါတမန်တော်ကအစိုးရကိုလည်းပြန်ပြီးတော့မှထိန်းချုပ်ရတယ်အဲနိုင်ငံတကာရှိတဲ့ပြည်သူတွေလည်းတိုက်ယူတယ်ပဲထိန်းချုပ်ရတယ်တမန်တော်ကအစိုးရကိုထိန်းချုပ်အောင်မင်းတို့တမန်တော်ဘာကောင်မို့လဲဟမ်ဘာကောင်ဖို့လို့လဲလို့ဘယ်ကမွေးတာလဲကိုမင်းကိုလို့ခွေးစကားတော်ပြောလို့ကောင်းတယ်ဟုတ်လား လုံးမကသူများနိုင်ငံတွေဘယ်လိုနေလဲကြည့်အောင်အဲမင်းမဲ့လင်းနေအောက်ထုတ်လို့1960တဲကနေအခုချိန်ထိမြန်မာပြည်ကဘယ်ဘဝရောက်နေပြီတဲ့ဒါကိုတတ်မတော်ကကောင်းတယ်လို့တော့ခွေးမျိုးမင်းမဲ့မင်းလိုးနေလိုက်အမှငါလုံးမကငါဟုတ်တယ်ငါနားထောင်နားထောင်ဒေါ်လာမခံနိုင်တော့ဘူးဟမ်ဘယံမလာနေမိသားပြောတာပဲမင်းတို့မရှက်ဘူးလားလို့ပေါက်ခရရပြောနေတာအဲ့တော့သူကအာနိုင်နေတယ်လို့လုပ်ပါတယ်ဒါမှမဟုတ်အဲ့တော့တိုင်းပြည်ပြည်မှာဆိုးနေတဲ့အတွက်တိုင်းပြည်ကနေဖြစ်သွားမှာဆိုးနေတဲ့အတွက်အဲ့တော့ဘာလို့ဘယ်လိုကောင်းပြောနေတော့ ဒါကြောင့်မို့နေဝင်းပေါက်ကပြောခဲ့တာဘယ်လက်ခံတာဘောကြည့်ဦးဘာမှမဟုတ်တဲ့ဖွတ်ချီးကောင်အဲဖွတ်တော့ရုံးမို့ဖွတ်ချီးဖွတ်ကြားစင်မကူကြီးနေမလောက်ဆက်တယ်မတိုင်းမတက်စီတော့တာဘူမတရားရလို့လဲပါလားတကယ်အာနာမတရားရလို့လဲဆိုတော့ဓမ္မတွေကတော့ဓမ္မကြီးလည်းနဲ့တိုင်းတော့ပါမဲလေးပါဒီမတရားမလုပ်ပါနဲ့မဲမတမဘူးဘုံဘုံငါမေတော့ဒေါန်ဆန်းစုကြည်တို့ NLD ပါတီကမဲခိုးမှနိုင်ပါလားဒေါန်ဆန်းစုကြည်တို့ NLD ပါတီဝင်နေမဟုတ်ဘူးအခုလက်ရှိမင်းအောင်နိုင်ရစားပြီးမင်းအောက်ခြေမင်းအဆင့်ထိမဲဘုံထောင်လိုက် စင်ပေါ်မှာငါတို့ပြည်သူတွေရဲ့လူနဲ့သရှင်မယ်ရှင်နိုင်လားမလုံးမခွေးမျိုးမဟုတ်ကဟုတ်ကတော်တော်ပြောတဲ့ကောင်ကိုစောက်စင်နဲ့ကိုမတည်ဘူးငါလီရှင်နိုင်လားအဲ့ဒါပဲယဉ်ကြည့်ဟုတ်မဲခိုးရဲဆိုစကားကိုပြောမယ်ဆိုအဲ့ဒါလေးလောက်ပဲအရင်ပြန်ပြေရှင်နိုင်လားဒီမှာတော့ဗျာဓာမျိုးတွေပြလာလဲလို့ရှင်တော့တက်မအောင်နေလက်ပိုက်ကြီးဒီမှာပုံလို့ပြောဘောကြောင့်ကြီးကအဲ့ဒီဟိုလက်ပိုက်မကြည့်ကိုလေးကိုဆိုဘလုံးပုံနေကြတယ်အမဒီကိန်းကိုလည်းမှာတခါပြောတယ်နောက်အောက်မှာတောင်တန်းကြီးတို့ကိုလေးတို့ထားနေတယ် ဓမ္မပိညာကြောင့်ဓမ္မပိညာကြောင့်လည်းမှန်မှန်ဆက်ပါသူတို့ကလည်းမှဓမ္မပိဤသူတွေလိုလာတဲ့ဓမ္မပိတို့သူတို့လိုလာတဲ့သူတို့ကိုယ်လည်းမှမဲလေးတတော်လေးအကောင်လုံးကိုတိဆောင်ပေးခဲ့ရမင်းတို့မဲလေးရွေးချယ်ပေးဖို့တကူတန်းတော်ကတော့ပေးရတယ်တတော်လေးတန်းတော်ကတိဆောင်ပေးခဲ့တယ်ဒါလေးကိုမင်းတို့ကမင်းအမေအပါအဝင်အဲ့ဒီစစ်ဘုံကျုပ်တွေမရဖာခံကနဲ့တိဆောက်ထားတာလားအဲ့ဒီတတော်ကမင်းတို့စောက်ပေးနေနော်ဘာဆိုင်နဲ့လွတ်တော်တိဆောက်တာနိုင်ငံပိုင်ကိုခိုးပြီးတိဆောက်တဲ့ဟာကြီးကိုလွတ်တော်ကကုန်ကျစရ1ဘီလီယံကျမယ်ဆိုရင်တော့မအဲ့ထက်မင်းတို့ဘယ်လောက်ခိုးရလဲမတိမင်းတို့ကပဲတိဆောက်ပေးသားတယ်လို့ဘာလို့လို့ဟမ် တော်တော်လာတဲ့ကောင်တွေတိုင်းပြည်ဗန္တာငွေနဲ့စောက်တာကိုခိုးတယ်ခိုးစားတယ်တို့တော့လည်းပြည်သူကပြန်ကျေစုတင်ပေးအောင်ပဲဟာဒီရလာမရှိဘူးတတိဘာမှမရှိဘူးဒီအကြမ်းမ်းလည်းလို့စားမှုတော့ဒီကနေတော့အခုကျော်ဝင်တော့လို့အဲဖြစ်တယ် ခုမှပြောပြတယ်အွန်လိုင်းလို့ဒါအခုဖြစ်တယ်ဒီဟာကအဲ့လိုမျိုး comment တွေမကြီးနေရင်တို့တော့လည်းဘာမှမရှိဘူးတိုင်းပြည်တိုင်းပြည်ဥပဒေကြီးတယ်မင်းတို့နိုင်ငံတကာမှလည်းလို့နိုင်ငံတကာရောက်နေတဲ့ဒီကောင်တော်မတွေကလည်းတို့အဲ့တိုင်းလည်းဥပဒေကိုဒေတာပါအတိုင်းပါတိုင်းမှာမှရှိတယ်တော့တက်လို့လည်းတော်တော်တို့ကမင်းတို့ကတက်ပါဟဲ့ဘိုင်းဘောလို့ဘိုင်းပါရတော့မင်းတို့ကိုလည်းမလုံးဘူးအားလုံးအထက်မှရှိခဲ့လို့မင်းတို့ကအကြီးလိုက်ရောက်ဖို့ပုံတော့ကပြီးနေတယ်အဲ့လိုမျိုးမင်းတို့နားလည်ပါမင်းတို့ပြောကြပါလေမင်းတို့နိုင်ငံသားမှမပူနဲ့ပြည်တွင်းရဲ့လူတွေကငါတို့အမြဲတမ်းပြေးတယ်ပြည်တွင်းမှာနေတဲ့လူတွေခွေးဆွဲမခံအောင်နေပေးပါတော်နိုင်မလုံနိုင်နေပါဘယ်သူမှမလုံပါနဲ့เนาะအဓိကကပါလေဒီစစ်ခွေးတွေနဲ့ အားပေးအမြောက်မလုပ်ရင်ရပြီဆိုတာတခုပဲပြောထားတယ်နော်ဘဒူးမှပြည်တွင်းမှာရှိတဲ့လူတွေလောက်ပါလောက်ပါမြောက်ပေးတဲ့လူပြပါမလို့ကမရှိဘူးရှင်းလားနော်ငါတို့လောက်မယ်လို့ပြောထားပြီးသားဟမ်အခုမင်းတို့သူ့ရောက်ရွေးကောက်ပွဲဟာဟာပေးရင်လုံးမယ်လီးတော်ဆန်ပြလာရင်အမဟာဟာနေမဟုတ်ဟာဟာအစင်းတော့မဟုတ်တိလား ဒီတဲ့လူတွေအကုန်လုံးကမင်းတို့အဲ့ဒီမိတဲ့နိုင်ငံအစိုးရဝင်လို့တော်လိုင်းရလားပောက်ကန်ရလားအဲဒိုင်းတိုင်းနဲ့တကားတော့၃ရက်လား၃ရက်လည်းတို့မင်းတို့အခါကဘာလဲငါတို့ပြောလိုက်တယ်ဘာရဲကိုကြမင်းတို့တကယ်လူရဲကောင်းနေပါလို့ပြီးတော့ခုံးပြလိုက်တယ်ဟဲ့အာဒီကောင်အောင်းထောက်သွားပြီသူများနိုင်ငံအစိုးရငါတို့ဘာကိစ္စပါပြောပါဦးလဲငါတို့ဘာဆိုင်လို့ယူနေတယ်ဟောင်မင်းအကြောင်းတောင်ကြက်မပြစ်သေးမပြစ်ကွာဒါကြောင့်မလို့သူ့တို့ခေါင်းဆောင်မင်းသားဆိုပြီးပြောရမယ်ဖြစ်မယ်ဟမ်ဘယ်မှာလဲမတော်ဆောက်ခေါင်းတွေကနေသူများပြောတာကြားတာရှောက်ပြောဗျမ်းမထားတွေပြောကလိန်ကချစ်တွေပြောဟမ် ဒါနောက်မှဟုတ်လို့ကျင်တိုင်းပြည်မှာရှိနေတဲ့အမှုညာဆရာလေးဒီကောင်မလာဟိုကတော့ပြောင်းတော့မင်းတို့ပါမင်းတို့လုပ်တဲ့နိုင်ငံတော်ပဲနော်ဘုံဘုံအခုငါမေးကြည့်ပါမင်းဒါဒါဟိုနေ့ပြောလို့ပါမင်းခေါင်းဆောင်မင်းသားဆိုအခုကအဲ့ဒီရှစ်သက်ကမင်းတို့ပြောတဲ့အဲ့ဝါဒပြန်ကားမှာမင်းဘာလို့မခေါ်ရလဲမင်းစင်အဲ့လိုဘောင်ဝင်လို့ပေါ့ငါဘောရလဲကွာသူတို့စစ်ခွေးတွေတဲမှာတော့မတုံးစားတဲ့ကောင်ကို reaction ပြန်လုပ်ပေးနေရတာသိလိုက်ပါတော့ဒီနေ့မှထားတော့ ့အလဲအမောင်ခိုင်းဘောလုံးမှာပုံပြပါယူတတ်ပါဘောတော့ပဲလည်းလုံးပါဆိုပြီးတော့အပြင်မှာလွတ်လွတ်လပ်လပ်နေမှာနေတော့မှာတိုင်းမြန်မာလေးလောက်မှာနေနေတဲ့အဲဒါငါတို့နိုင်ငံသားဆိုတော့ဒုက္ခမပြပါနဲ့လို့ဆိုရင်အားလုံးဘဝကြပြပါမယ်ညာမင်းတော်ကဟမ်ဟုတ်လားမင်းမင်းအစင်ကအဲ့ဒီဘွိုင်းကော့လာနေလောက်ခံရမယ်အမှုပညာရှင်တွေအမှုပညာတွေတွေလုံးလောင်မမီဘူးပေါ့အဲအဲ့ဒီရုပ်ရှင်ကားမှာမင်းပါဝင်ဖို့မရှိဘူးလားဟုတ်လားမင်းအစင်ကအဲ့လောက်တော့မရှိဘူးပေါ့ဟုတ်လားအခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန့်ဖက်စစ်တထိန်ချုပ်ထားတဲ့မန္တလေးမြို့ပြည်ကြီးတခုမြို့နယ်က ငွေတော်ကြီကုန်းရက်ွက်အတွင်းမှာရှိတဲ့နေအိမ်အလုံး900ကျော်နဲ့ဖုံးကြီးချောင်းကိုပါကျိုးကျော်လို့ပြောပြီးစစ်တပ်နဲ့စီပင်းကအင်အားသုံးဖြတ်စီးတွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဒါကတော့အော်တိုဘလာ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဂျက်ဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပြည်ကြီးတကုန်းမြို့နယ်ငွေတော်ကြီကုန်းရက်ွက်အတွင်းကမြေကွက်အမှတ်916ကာကြီးဥပိုင်းအကွက်အမှတ်156ကာကြီးနဲ့ခါကွေးအတွင်းရှိရာပြည်သူပိုင်းနေအိမ်အလုံး900ကျော်နဲ့ဖုံးကြီးချောင်းကိုပါကျိုးကျော်လို့ပြောပြီး စစ်တပ်နဲ့စီပင်ကအင်အားသုံးဖြတ်စီးသွားတယ်ဆိုပါတယ်။အဲ့ဒီရက်ခွက်ကနေအိမ်တွေကိုအကြမ်းဖက်စစ်တပ်ကသူတို့ဖြတ်စီးမဲ့အကြောင်းကိုလည်းအကြိမ်ကြိမ်ချင်းချောက်စာတွေပို့ခဲ့ပြီးတဲ့နောက်အော်တိုဘားလ30နှစ်ဖြစ်တဲ့မနေ့ကတော့အင်အားအလုံးရင်းနဲ့လာပြီးစစ်တပ်နဲ့စီပင်အပါဝင်ရက်ခွက်အုပ်ကြီးနဲ့ပြူစောတီတွေလူမိုက်တွေကပါနေအိမ်တွေကိုစိတ်ကြိုက်ဖြတ်စီးသွားကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့လိုအကြမ်းဖက်စစ်တပ်ကပြည်သူပိုင်းနေအိမ်အလုံး900ကျော်နဲ့ဖုံးကြီးကျောင်းပါမချန်ဖြတ်စီးသွားမှုအတွေ့ ပြည်သူထောင်ကနန်းလောက်ဟာအိုးမဲ့အိမ်မဲ့ဖြစ်သွားကြပြီးတော်တော်လေးဒုက္ခရောက်နေကြတယ်လို့လဲဒီတကံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာပုံမဆိုးရနေပြီးကပ်ဘေးပုံစံဖြစ်လာနေပြီမဲ့နိုင်ငံတကာကမြန်မာစစ်တပ်ကိုအရေးယူတုံ့ပြန်မှုပြက်ကွက်နေတယ်လို့ကုလလူအခွင့်ရေးကိုယ်စားလှယ်ကကုလသမဂ္ဂအစည်းအဝေးအတွင်းဝေဖန်ပြစ်တင်ပြောဆိုလဲပါတယ်ဒါကတော့အော်တိုဘာလ29ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဂျုံဂျုံမှာပြုလုပ်တဲ့ အကျင့်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီအစည်းအဝေးအတွင်းကုလလူအခွင့်ရေးကိုယ်စားလှယ်ကပြောသွားတာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းပြီးတဲ့နောက်၄နှစ်ကျော်ကာလအတွင်းပြည်တွင်းအခြေအနေတွေဟာအဆမတန်ပုံမဆိုးရွားလာနေတဲ့အကြောင်းမြန်မာစစ်တကအယတပြစ်မှတ်တွေကိုပါရည်ရွယ်ချက်ရှိရှိလေးချောင်းတက်ခတ်မှုတွေဇက်တိုက်ကျူးလွန်နေတဲ့အကြောင်းတစ်ဖက်မှာလည်းလူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာအရင်နှစ်တွေတက်ခုပုံမဆိုးရွားလာနေတဲ့အကြောင်းအပြင် လက်ရှိမြန်မာပြည်သူပေါင်း22တန်းနီးပါးဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပြီးမြန်မာပြည်သူ16တန်းဝန်းကျင်ဟာစာနာရိတ်ခါမလုံလောက်မှုတွေကိုအပြင်းထန်ရင်ဆိုင်နေရတဲ့အကြောင်းတွေကိုထည့်သွင်းပြောဆိုသွားပါတယ်။ဒါအပြင်လက်ရှိမြန်မာစစ်တပ်ကပြည်တွင်းမှာပဋိပက္ခတွေနဲ့အခြေအနေတွေဆိုးဆိုးရွားရွားဖြစ်နေတဲ့အချိန်မှာတနိုင်ငံလုံးလွှမ်းခြုံတိုင်းမှုမရှိတဲ့ရွေးကောက်ပွဲကိုလှုပ်ဖို့ပြင်ဆင်နေတဲ့အပြင်အဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကအင်အားကြီးအတိုက်ခံပါတီတွေကိုပါဖယ်ထုတ်ထားပြီး ဖန်စီထိမ့်သိမ်းထောင်ချထားပြီးမှအတင်းကျပ်လုပ်ဖို့စီစဉ်နေတာဖြစ်တဲ့အတွက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာအတူရောက်အလင်းညာတာဖြစ်တယ်လို့ကုလလူအခွင့်ရေးကိုယ်စားလှယ်ကအတီလင်းပြောဆိုတော့ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်တနေ့တခြားပုံမဆိုးရွားနေတဲ့ကပ်ဘေးပုံစံဖြစ်လာနေပြီမဲ့နိုင်ငံတကာကမြန်မာစစ်တပ်ကိုအရေးယူတုံ့ပြန်မှုပြက်ကွက်နေတယ်လို့ကုလလူအခွင့်ရေးကိုယ်စားလှယ်ကကုလသမဂအစည်းအဝေးအတွင်းမှာပဲဝေဖန်ပြစ်တင်ပြောဆိုလိုက်ပါတယ်ခင်ဗျဒါကတော့ ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်နေ့ကပဲရခိုင်မျိုးကတောင်မွေးမြို့နယ်ကြောင်မြောင်းမှာနေတဲ့ရခိုင်လူမျိုးရပ်ပါအစိုးရဇွဲပြစ်ပိုင်ကိုအရခတတော် AAC ထောက်ပို့တယ်ဆိုပြီးအရက်ဝစ်စစ်သားတွေနဲ့ရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီနော်အချမ်းဖက်စစ်တပ်ကရခိုင်လူမျိုးရပ်ပါအစိုးရဇွဲပြစ်ပိုင်ကိုစစ်ကြောရေးတဲ့ခေါ်သွားပြီးခန္ဓာကိုယ်ကိုလျှက်စစ်နဲ့ရှော့တိုက်တာတွေ တနက်ဒင်းနဲ့ရိုက်နှက်တာတွေရင်ဘက်ကိုစစ်နှက်နဲ့နင်းကန်တာတွေရေနှစ်တာတွေအပါဝင်ပုံစံမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပြန်လဲလွတ်မြောက်လာတဲ့အစိုးရဇွဲပြစ်ပိုင်ကိုတိုင်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်။အဲဒီလိုစစ်တပ်ကသူတို့စိတ်ကြိုက်စစ်ကြောရေးထဲမှာညှဉ်းပန်းနှိပ်စက်ပြီးတော့မှသူတို့လူချင်းနဲ့တပ်တွေအချက်လက်တွေဘာတစ်ခုမှမရတဲ့အတွက်ရခိုင်လူမျိုးရပ်ပါအစိုးရဇွဲပြစ်ပိုင်ဟာပြန်လဲလွတ်မြောက်လာတာဖြစ်တယ်လို့ကာယကံရှင်ကိုတိုင်ကပြောပြထားပါတယ်ခင်ဗျ။ဒါကတော့အော်တိုဘားလ29ရက်နေ့ကပဲ။ ကလေးမြို့မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့စစ်တွေကြီးတက်ကတက်ချက်တူဟာဒေါ်လာကြီးတတွေစီကိုထွက်ပြေးလာပြီးတဲ့နောက်မုံရွာမြို့နယ်ပကပအမှတ်နဲ့တိုက်နယ်အထူးတက်ခတ်ရေးတက်ဖွဲ့နယ်ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်တပ်ဘက်ကတက်ချက်အရာရှိဟာသူ့ကိုရခိုင်ပြည်နယ်အပုတ်ခံရတဲ့အကြောင်းအဲ့ဒီအတွက်ရခိုင်ပြည်နယ်အစက်ကနေအခွင့်ရေးရတာနဲ့ထွက်ပြေးလာတဲ့အကြောင်းတွေကိုပြောပြထားပြီးလက်ရှိမှာတော့သူ့ကိုဒေါ်လာကြီးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပါတယ်လို့လည်းမုံရွာမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့ချင်းပြည်နယ်မှာချင်းပြည်ကောင်စီကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့တွန်းဆံမြို့နယ်အတွင်းအချက်ဖက်စစ်တပ်ကသူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုလာလုချင်းနေပြန်တဲ့အတွက်တွန်းဆံမြို့နယ်မှာရှိတဲ့စစ်တပ်လက်အောက်ခံနေမြေကန်ဇက်အာအီအဖွဲ့ကိုစစ်တပ်ကပဲစစ်အင်အားဖြည့်တင်းတာတွေလာလုနေပြန်တယ်လို့ချင်းတော်လိုင်းရဲ့သတင်းရှင်းပြကပြောထားပါတယ်။ဒါကတော့တစ်ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာအချက်ဖက်စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲပြီးဝင်ရောက်လာပြန်တဲ့အတွက်ဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာမီအရက်ဖက်ဖွဲ့စည်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲ။ပခုတ်ကူမျိုးနဲ့ညောင်ချစ်ပင်ပြူစောတိခြေရွာမှာစခန်းချထားတဲ့အချက်ဖက်စစ်တပ်ဟာအနီးနားခြေရွာတွေကိုစစ်ကြောင်းတစ်ခုခွဲပြီးဝင်ရောက်လာတယ်ဆိုပါတယ်။အဲဒီလိုအချက်ဖက်စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက်ဒေသခံပြည်သူတွေဟာရွာတွေမှာမနေရဲတော့ပဲဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့အညာမီအရက်ဖက်အဖွဲ့စည်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲဒီလို့ အကြပ်ဖက်စစ်တပ်စစ်ကြောင်းတွေဟာဂျေယွာဒီဒက်ကိုဝင်ရောက်ပြီးဆိုတာနဲ့ပြည်သူတွေကိုရန်သူလိုသဘောထားပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေပြည်သူတွေကိုဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေမိန်းကလေးတွေဆိုလေမတိန်ချင်းတပ်ဖြတ်တာတွေအထိလုံယုံနေမှာကသူတို့စိတ်တိုင်းမကြတဲ့ပြည်သူတွေဆိုတနက်နဲ့ပြစ်တက်တာတွေပါလုတ်တဲ့အတွက်ညမှာရှိတဲ့ဂျေယွာဒီပြည်သူတွေဟာအကြပ်ဖက်စစ်တပ်စစ်ကြောင်းတွေလာပြီးဆိုတဲ့အတန်ကြားတာနဲ့ဘေးလူရတွေကိုအတိအထွက်ပြေးတိန့်ရှောင်ရတဲ့အခြေအနေဖြစ်တယ်လို့လေဒေတာတွင်သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့ပဲခူးတိုင်းကပြည်မြို့မှာပျောက်ဆုံးနေတဲ့အသက်23နှစ်အရွယ်မဝနကျော်ဆိုသူလူငယ်ဟာစစ်မှုထမ်းအဖြစ်ရောင်းစားခံလိုက်ရသလိုဆက်လင်းနဲ့စင်ပြူကျွမြို့နယ်မှာလည်းအသက်16နှစ်အရွယ်ကိုတန်းကျောင်းသားလူငယ်၄ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ဖမ်းဆီးခံရသူနဲ့နှိစက်သူတွေနဲ့ဒေတာတွင်းသတင်းအရေးမြစ်ကပြောထားပါတယ်။ပဲခူးတိုင်းပြည်မြို့ကဖြစ်စင်မှာတော့အော်တိုဘားလ16ရက်နေ့ညပိုင်းကပဲပြည်မြို့ရဲ့စင်စုရက်ကွက်မှာနေထိုင်တဲ့အသက်23နှစ်အရွယ်မဝနကျော်ဆိုသူလူငယ်ဟာ နေအိမ်ကနေအလုပ်ကိုသွားပြီးတဲ့နောက်အိမ်ကိုပြန်ရောက်မလာတော့ပဲပျောက်ဆုံးသွားခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်မိသားစုတွေနဲ့မိတ်ဆွေတွေကပျောက်ဆုံးနေတဲ့မောင်ဝနာကျော်စုသူလူငယ်ရဲ့တည်င်းကိုလိုက်လံစုံစမ်းရမှာအချမ်းဖက်စစ်တပ်ကစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးဒါကိုခံလိုက်ရတဲ့အကြောင်းသိထားရတဲ့အတွက်လောလောဆယ်ဘယ်တက်မှရောက်နေလဲဆိုတာကိုစက်ပြီးစုံစမ်းနေရတယ်လို့ပေါ်တာဆွဲခံရတဲ့မောင်ဝနာကျော်စုသူလူငယ်ရဲ့မိတ်ဆွေတို့ကရှင်းပြထားပါတယ်အလားတူ မကွေးတိုင်းကစလင်းမြို့နယ်နဲ့စင်ပြူကျွန်းမြို့နယ်မှာလဲအော်တိုဘာလ29ရက်နေ့ကပဲစလင်းစင်ပြူကျွန်းလမ်းပိုင်းမှာအသက်16နှစ်အရွယ်ကိုတန်းကျောင်းသားလူငယ်၄ဦးကိုအချက်ဖတ်စစ်တပ်ကသူတို့ရဲ့စစ်စေးဂိတ်မှာပဲပေါ်တာဆွဲဖမ်းဆီးလိုက်ကြတယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်အဲ့ဒီလိုစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ကျောင်းသား၄ဦးထဲမှာ၃ဦးကစလင်းမြို့နယ်တောစိန်ကျေးရွာကဖြစ်ပြီးကျန်တဲ့ကျောင်းသားတအူးကစင်ပြူကျွန်းမြို့နယ်ကဖြစ်တယ်လို့ အဲ့ဒီចောင်းသား၄ဦးစလုံးဟာအခုမှကိုရန်ចောင်းသားတွေသာဖြစ်ပြီးလောလောဆယ်အဲ့ဒီចောင်းသားလူငယ်၄ဦးကိုစစ်တပ်ကစင်ပြူကျွန်းရက်စကန်ဒင်းမှာပဲဖမ်းဆီးထားတယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကပြောထားပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုနေ့စဉ်သဘောကျတယ်ဆိုရင်လဲ like and subscribe လို့လည်းပြခဲ့ကြပါ